ခုတစ်ခါအပတ်စဉ်တောက်ကြနေတိုင်းထုတ်လွှင့်နေတဲ့မှတ်မှတ်သားသားစကားများအစီအစဉ်ကိုထုတ်လွှင့်ပေးပါပါမြမရေးနဲ့ပတ်သက်လို့ဒီပတ်အတွင်းရေးသားပြောဆိုဆွေးနွေးတဲ့အချက်တွေကတချို့ကိုကျွန်တော်တို့ရဲ့အဖွဲ့သားကိုကျော်မင်းထွန်းကစူးစီးတင်ပြထားပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလွတ်တော်တက်ရမှာဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ကြမ်းကြင်ရမယ်စကားလုံးနဲ့ပတ်သက်ပြီးတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကဒေါ်ဆန်းစုကြည်ပါဝင်ဂျားပြရွက်ကောက်ပွဲမှာအနိုင်ရခဲ့တဲ့လွတ်တော်ကိုယ်စားလှယ်တွေမတက်ရောက်နိုင်သေးတဲ့အကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးညံဝင်းကသတင်းတောက်တင်နဲ့တွေ့ဆုံရမှာပြောကြခဲ့ပါတယ်။ဒီပြဿနာဟာတာမန်စကလုံးတစ်ခုအပေါ်ပြင်ဆင်ပေးဖို့တောင်းဆိုတာမဟုတ်ဘဲနိုင်ငံရေးအရာထိတ်တဲရင်ဆိုင်မှုတစ်ခုဖြစ်လာပြီးလွတ်တော်တဲ့ဝန်နိုင်မမလားလို့စိုးရိမ်တာတွေရှိတဲ့အကြောင်းသတင်းတောက်တူကမေးမြန်းခဲ့ပါတယ်။ဦးညံဝင်းဖြေခဲ့တာကအမှတ်သားဖို့ကောင်းတယ်လို့ကျွန်တော်သတိထားမိပါတယ်ခင်ဗျာ။အဲတခုကျွန်တော်တို့ပြောနိုင်တာဒီကိစ္စဟာ problem တခုမဟုတ်ပါဘူးပြဿနာတခုမဟုတ်ပါဘူးကျွန်တော်တို့ သင်္ဆာမကြမ်းကြော်တော့တော့မလို့ပဲယူကြည့်ပါအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာ NLD လွတ်တော်တက်ချင်လို့ယူောက်ပွဲဝင်တာလွတ်တော်ကိုတက်မှာပဲဒီကိစ္စကလည်းတည်လည်နိုင်တဲ့ဥပဒေအမြင်နဲ့ရှိလို့ကျွန်တော်ဒီဒီဥပဒေအမြင်နဲ့ဆောင်ရွက်နေတာပြီးခဲ့တဲ့လနေ့ကဂျပန်နိုင်ငံခီးစဉ်အတွက်မှာလွတ်တော်ကျန်းကျင်စာသားနဲ့ပတ်သက်လို့သတင်းတောက်တွေကမေးမြန်းရမှာဒေါ်ဆန်းစုကြည်လွတ်တော်ထဲဝင်ရောက်လာမှာကိုကြိုးဆိုတဲ့အကြောင်း ဒါပေမဲ့ကြမ်းကြိမ်စာသားကိုပြင်ဆင်ပေးဖို့အစီအစဉ်ရှိတဲ့အကြောင်းသမရဦးသိန်းစိန်ကပြောကြားခဲ့တယ်လို့ဂျပန်နိုင်ငံမှာထုတ်ဝေတဲ့ကြိုတိုသတင်းဌာနကရေးသားခဲ့ပါတယ်။ဒီသတင်းတက်လာပြီးနိုင်ပိုင်းအတွင်းမှာပဲနိုင်ငံတကာသတင်းမီဒီယာတွေနဲ့မြန်မာဘလော့ဂ်လောကမှာပြန့်နှံ့သွားပြီးအိုးအော်တောင်းလင်းဖြစ်သွားခဲ့ပါတယ်။ဒီမှာတဲ့သမရဦးသိန်းစိန်နဲ့အတူဂျပန်တိုကျိုမြို့ကိုလိုက်ပါသွားတဲ့သမရယုံအရာရှိတူကသူ့ရဲ့လူမှုရေးစာမျက်နှာကနေဒီသတင်းဟာမှားယွင်းတဲ့အကြောင်းအမှန်တကယ်ပြောဆိုခဲ့တာဟာဒီအတိတ်ပဲမဟုတ်ကြောင်း ပြောခဲ့တဲ့အတန်ဖိုင်တဲ့တကွပြန်လည်ရှင်းလင်းခဲ့ပါတယ်။ဦးသိန်းစိတ်ကိုယ်တိုင်ကလည်းညနေပိုင်းကျိုးတို့သတင်းဌာနကဥက္ခရာမစ္စတာအီရှီကာဝါဆာတိုရှိနဲ့တွေ့ဆုံရမှာဒီသတင်းအမှားကိုပြင်ဆင်ချက်ပေးဖို့တောင်းဆိုခဲ့တဲ့အကြောင်းဓာတ်ပုံအထောက်ထားနဲ့ပြောတဲ့စကားကိုပါထည့်သွင်းဖြန့်ချိခဲ့ပါတယ်။ဦးသိန်းစိတ်ကသူနဲ့ဒေါအောင်ဆန်းစုကြည်ကြားခိုင်မာတဲ့ယုံကြည်မှုတရတိဆောက်ရရှိထားတဲ့အကြောင်းအခုလိုကျိုးတို့သတင်းဌာနကရေးသားဖော်ပြချက်ဟာမှားယုံနေတဲ့အတွက်ပြင်ဆင်ပေးဖို့တောင်းဆိုပါကြောင်း အဲ့ဒီသတင်းကိုပါ print ထုတ်ပြပြီးတော့ပြောကြားခဲ့တယ်လို့အဲ့ဒီအရာရှိရဲ့စာမျက်နှာမှာဖော်ပြထားပါတယ်ခင်ဗျာအခုဒီမှာသတိထားမိခဲ့တဲ့နောက်ထပ်စကားတစ်ခုကတော့လူမှုနိုင်ငံရေးဆိုတဲ့စကားတစ်ခုပါပြီးခဲ့တဲ့သတင်းပတ်ထဲကဒလဘက်ကန်းကိုတွားရောက်ခဲ့တဲ့88မျိုးဆက်ចောင်းသားအကောင်းဆောင်ကိုကိုကြီးပြောခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တဲ့နိုင်ငံရေးကလူမှုနိုင်ငံရေးပါလူမှုနိုင်ငံရေးဆိုတာ နည်းနည်းတော့ရှင်းပြဖို့လိုနေမယ်လို့ထင်ပါတယ်။ဘာလို့များသောအဖြစ်ကနိုင်ငံရေးဆိုတာနိုင်ငံရေးသမားလူကြီးရဲ့တာဝန်နိုင်ငံရေးသမားလူကြီးရဲ့အလုပ်လို့ယူဆနေရွေးလူလူတွေကြားရဲအဲ့ဒီနိုင်ငံရေးကမရောက်ကြုံဘူးလို့ကျွန်တော်အဲ့လိုပဲမြင်ပါတယ်။ကျွန်တော်လူလူကဟောကြောဝဲဆိုတာတွေကိုအုံမြောက်ပေါ်ပြလာပါလေ။ ဘောရုံးကြီးတွေကလူတဲ့ဤတယောက်မထက်မနေရဆိုတဲ့ပေါ်ပေါ်ဝင်မျိုးတွေနဲ့ကျွန်တော်တို့ကြုံခဲ့ရတာနှစ်ပေါင်းများစွာကြာခဲ့ပါတယ်။တကယ်တော့အဲ့လိုပေါ်လို့ပွားရတဲ့လူလူအစီဝင်ကြီးတွေဆိုတာဟာလူတွေရောပါသွားတယ်နှလုံးသားတွေပါသွားတယ်။အကျုပ်တွေလိုပဲတို့တို့ပွားထားရတယ်။ ျွန်တော်တို့လူမျိုးနိုင်ငံရေးကိုသွားပြီးကျွန်တော်တို့ဝှထီတော့မယ်ဆိုရင်ဖော်ပြောပွဲတွေအစားနားထောင်ပွဲတွေညာညာဖြစ်အောင်ကျွန်တော်တို့လုပ်ပါလိမ့်မယ်။နောက်ထပ်တင်ပြလိုတဲ့စကားတစ်ခုကတော့မြမရေးနဲ့ပတ်သက်လို့အမေရိကန်လွှတ်တော်မှာ AB လ25ရက်နေ့ကပြုလုပ်ခဲ့တဲ့အာရှနဲ့ပစိဖိတ်ရေးရာလက်ထောက်နိုင်ငံကြားရေးဝန်ကြီးမစ္စတာကကန်ပဲမြန်မာနိုင်ငံပေါ်ထားရှိမဲ့မူဝါဒနဲ့ပတ်သက်လို့ပြောကြားခဲ့တဲ့စကားဖြစ်ပါတယ်။အမေရိကန်နိုင်ငံကအပိတ်ဆို့အရေးယူလာတွေကိုဖွင့်ပေးလိုက်ပြီးရင်ပွဲပြီးသွားတော့မယ်လို့ယူဆနေသူတွေဟာ ဒီကိစ္စကိုအပေါ်ယံမြင်ကြသူတွေသာဖြစ်တယ်လို့သူကဆိုပါတယ်။အမှန်တကယ်ကဒီလုပ်ငန်းစဉ်ကြီးရဲ့အဆသာဖြစ်ပါတယ်လို့သူကပြောပါတယ်။ And I just want to underscore anyone who says that this is the end of the game is not paying attention. We are at the very beginning stages of a process that will demand Mr. Kagambe က မြန်မာအစိုးရဘောပိတ်ဆို့အရေးယူထားတာတွေကိုလုံးဝပြန်လဲရုပ်သိမ်းမှုရည်ရွယ်ချက်မရှိတဲ့အကြောင်းပြုပြင်ပြောင်းလဲမှုလုပ်ငန်းတစ်ခုချင်းစီကိုအားပေးထောက်ခံမှုတစ်ခုချင်းစီနဲ့သာတုံ့ပြန်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာဒီဒီဘက်မှာနောက်ဆုံးတင်ပြခြင်းတဲ့စကားတစ်ခုကတော့ပြီးခဲ့တဲ့ချာတာရင်းတွေကအီတလီနိုင်ငံဂျာယီဝင်ကြီးနဲ့တွေ့ပြီးသတင်းတောက်တွေကိုပြောတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့စကားဖြစ်ပါတယ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်တွေအခုကျင်းပနေတဲ့လွှတ်တော်အစည်းအဝေးတွေကိုမတည့်ရောက်နိုင်သေးတဲ့ကိစ္စဟာလုံထုံးလုံနီးဆိုင်ရာပြဿနာတစ်ခုသာဖြစ်ပြီး နိုင်ငံရေးပြဿနာမဟုတ်ဘူးလို့ဒေါ်ဆန်းစုကြည်ကအဲ့ဒီခန်းနာမှာပြောခဲ့ပါတယ်ကျွန်တော်သတိထားမိတဲ့နောက်ထပ်စကားတစ်ခုကတော့အသက်အရွယ်ရပါလားအတွေးခေါ်ရပါလားအတွေ့အကြုံရပါလားဒေါ်ဆန်းစုကြည်ဟာသဘောထားပြောပြောင်းလာတယ်လို့ထင်မြင်သူတွေကိုဘယ်လိုတုံ့ပြန်လိုပါသလဲလို့သတင်းတောက်တူကမေးတာကိုဒေါ်ဆန်းစုကြည်ကဖြေလိုက်တဲ့စကားဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျမကထင်တာကတော့ရင်းနှုံးကဆိုလို့ရှိရင်ကျမတင်မကပါဘူးကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအမြင်တွေကိုအများပြည်သူနဲ့တစ်ကမ္ဘာလုံးကသိဖို့ဆိုတာအင်တာမှာခက်ပါတယ် ကျမတို့ဟာအင်္ဂလမအကန့်ပတ်တိကြားတွေကနေလုတ်တဲ့အခါကျတော့ကျမတို့ရဲ့အထင်အမြင်ကျမတို့ရဲ့အနေအထားကျမတို့ရဲ့ဘူဝါဒတွေကိုအများသိအောင်ပြောနိုင်ခွင့်မျိုးမရှိခဲ့ပါဘူးအခုနောက်ပိုင်းကျတော့ကျမတို့ရဲ့ဘူဝါဒသဘောတရားတွေကိုအများသိအောင်ပြောနိုင်ခွင့်မျိုးများလာလို့ကျမတို့အဖွဲ့ချုပ်ဟာပျော့ပြောင်းနေလို့မြင်လာတာလို့ကျမထင်ပါတယ်တကယ်တော့ကျမတို့အစခဲ့တဲ့အရာတွေပျော့ပြောင်းခဲ့ပါတယ် ကျမတို့အမဲပြောပါတယ်ကျမတို့ကမပြော့ပြောင်းတဲ့နေရာဒူးပေါင်းမရှိတယ်ဒူးတော့မထောက်ဘူးလို့ဒါပေမဲ့တခြားနေရာတွေကတော့ပြော့ပြောင်းပါတယ်လို့ကျမတို့အမဲပြောခဲ့ပါတယ်အခုတော့မှမမှတ်သားသားစကားများအစီအစဉ်ကတော့ဒီလောက်ပါပဲခင်ဗျာကြီးစုကြတဲ့ပြည်သက်ကိုကျေးဇူးအထူးတင်ရှိပါတယ်